ဒီနေ့ပွဲကကျွန်တော်ဘာရွေးမှလဲဆိုတော့ body ကိုရှောင်မယ်ဂိုးပေါင်းရွေးမယ်ဆိုတော့ရွေးတဲ့အခါမှာလည်းထူးဆန်းတယ်ပေါ့လေခြေစွမ်းလည်းမကြည့်ဘူးနှစ်သင်းလုံးကဂိုးပေါ်စရိုက်ရှိလားဂိုးပေါင်းစရိုက်ရှိလားလည်းကျွန်တော်မကြည့်ဘူးကျွန်တော်ကြည့်ချင်တဲ့တစ်ချက်ကဘာလဲဆိုတော့ဒီနေ့ပွဲကကလန်နာဖမ်းနေတာမင်္ဂလာပါညီကိုတို့ not today football official page ကနေကြိုဆိုပါတယ်ဒီနေ့ video လေးကတော့ Chris Morning နဲ့ Odin တို့ရဲ့ပွဲကိုပွဲကြိုခံမှန်းပြလို့ပြီးတော့မယ် video လေးပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာပွဲကြိုခံမှန်းမန်ပါပွဲနှစ်ဆမောင်းအားလုံးရှုံးခဲ့ရဆိုတော့ကြောင့်မလို့ကျွန်တော်အနေနဲ့စိတ်တနေနေလေးကြာသွားပြီးတော့တနေ့ကနေဒီမှာ video မတင်ပေးပြလိုက်ဘူးပေါ့လေစနေနေ့ ကဖန်တီးခဲ့နှစမောင်းကကျွန်တော်6ချိန်မြောက်ဖန်တီးရဖြစ်တယ်ပထမဦးဆုံးရှုံးပွဲကြုံတွေ့ခဲ့ပါတယ်ဆိုတော့အဲ့ဒီနှစမောင်းကဘာနဲ့ကျိုးသွားလဲဆိုတော့ချက်စီ၃ခုမပြည့်ရဘူးဆိုတော့အဲ့ဒီတစ်ချက်လေးကြောင့်ပဲ ကတ်ကျိုးသွားတယ်ဗောလေစနေနေ့ကအရှုံးကြောင့်ကျွန်တော်အနေနဲ့တင်းကုန်းလေးနေမှာဗီဒီယိုမတင်ကျင်တော့တာဗီဒီယိုရိုက်ဖို့အတွက်လည်းစိတ်သက်ကြနေတာဆိုတော့တော့ကြောင့်မလို့ဗီဒီယိုမရိုက်တော့ပဲနဲ့ Telegram Channel ထဲမှာပဲကျွန်တော်အကြိုက်ပွဲကိုတင်ပေးပြခဲ့ပါတယ်လက်ရှိပုံလေးကအတိုင်းပဲကျွန်တော်တို့သုံးပွဲနိုင်ခဲ့တယ်အတလန်ပွဲရှုံးခဲ့တယ်ဆိုတော့ဒါလေးသိန်းမောင်းတွဲရတော့ကန်ဆိုခဲ့တယ်ဗောလေဘော်ဒီနိုင်ခဲ့တယ်ဆိုပေမဲ့လေးသိန်းမောင်းတွဲလေးပါနိုင်လိုက်ရမှာဆိုတော့အတလန်သာသာနိုင်မယ်ဆိုရင်တော့ဒါလေးသိန်းမောင်းပါအောင်ခဲ့မယ်ဆိုတဲ့အနေထားမျိုးပါဒါကတော့မနေ့ကရလက်ဖြစ်ပါတယ်ဘောကျုခမန်လီမစခင်မှာကျွန်တော်စီမှာ1.8နဲ့ပတ်သက်လို့အကောက်ဖွင့်တာယူနစ်အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်ကိုမ ှာအကောက်ရှိပြီးသားဆိုရင်လည်းကျွန်တော်စီမှာလာပြီးတော့အသွင်းထုတ်လုပ်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ Telegram တစ်ပတ်သို့မဟုတ် Viber နံပါတ်ကိုလာခဲ့ပေးပါကျွန်တော် 1H နဲ့ပတ်သက်လို့ unit အသွင်းထုတ်တွေအကောက်ဖွင့်လာတဲ့အတွက်လက်ရှိဖုန်းနံပါတ်နှမျိုးကိုပဲကျွန်တော်အသုံးပြုပါတယ်ခင်ဗျာဒီအစီအစဉ်လေးနဲ့ဆိုရင်ဒီနှစ်ကုန်ဒီဇင်ဘာလကုန်သို့မဟုတ် January နောက်နှစ် January ပထမအဦးဆုံးအပတ်ထဲမှာတင်းဆက်ချီမဲဖောက်ပေးသွားဖို့ရှိပါတယ်ကျွန်တော်စီမှာ 1H အကောက်ဖွင့် ထားတဲ့ညီကိုဖြစ်ဖြစ်ငွေသွင်းငွေထုတ်ပုံမှန်လုပ်တဲ့ညီကိုတွေပုံမှန်အားပေးတဲ့ညီကိုတွေကိုကျွန်တော်အ ਨੇ စုံ30ချီမဲဖောက်ပေးဖို့အတွက်စီစဉ်ထားတဲ့ plan လေးရှိပါတယ် Telegram channel ထဲမှာလည်းကြီးညာထားပါတယ်ဗျ။ဟောပေါ်ချုပ်ခံမလေးကိုစလိုက်ရအောင် Chris Bonny နဲ့ Odin နဲ့ body ပောက်ကြီးက Odin က level 40အရှုံးပေးထားတယ်။ဂူပေါင်းပောက်ကြီးကနှလုံး40အရှုံးဝင်ချင်လောက်ရှိတယ်။ ဒီနေ့ပွဲကကျွန်တော်ဘာရွေးမှလဲဆိုတော့ body ကိုရှောင်မယ်ဂိုးပေါင်းရွေးမယ်ဆိုတော့ရွေးတဲ့အခါမှာလဲထူးဆန်းတယ်ပေါ့လေခြေစွမ်းလည်းမကြည့်ဘူးနှစ်သင်းလုံးကဂိုးပေါ်စရက်ရှိလားဂိုးပေါ်စရက်ရှိလားလဲကျွန်တော်မကြည့်ဘူးကျွန်တော်ကြည့်ကျင်တဲ့တစ်ချက်ကဘာလဲဆိုတော့ဒီနေ့ပွဲကကလန်နာဖမ်းကျင်တာဒီတစ်ပတ် CD ပွဲကြီးအရှိမ6ပွဲကံကယ်ပြီးတော့ပြီပထမဦးဆုံးကံတဲ့10ပွဲစလုံးကဂိုးအောက်တည်းကြီးပဲ အဲ့ဒီရှစ်ပွဲစလုံးမှာဘွတင်းတူစကိုနှစ်သင်းစလုံးဂိုးသွင်းနိုင်နေဆိုတဲ့အခြေအနေမျိုးလည်းမရှိခဲ့ဘူးစီးစီးတွေ1စီးတွေ2စီးလောက်နေထားမျိုးနဲ့ပဲရှစ်ပွဲစလုံးကိုဂိုးအောင်ဆော်ထားတယ်အညာနဲ့တကောင်ပွဲဖြစ်တဲ့နောက်ဆုံးပွဲ AC ပွဲသာ2ပွဲဆိုတဲ့ရလက်နဲ့ဂိုးပေါ်တပွဲပဲရှိသေးတယ်အန်နာညပြောမယ်ဆိုရင်အရှိမကျွန်တော်10ပွဲမှာအရှိရှစ်ပွဲကဂိုးအောင်ဖြစ်တာဆိုတော့အကြောင်းမလို့နောက်ကျင်တဲ့တပွဲနှစ်ပွဲလောက်ကမဖြစ်မနေဂိုးပေါ်ဖြစ်ကိုဖြစ်တဲ့ဖြစ်တာလည်းများတယ်ပေါ့လေဒီကလန်နာအရဆိုဒီလိုပွဲမျိုးကဒီလိုအခြေအနေမျိုးကစပိန်ပွဲတွေမှာကြုံရတယ်ဥပမာစပိန်ပွဲတွေစနေတရုပ်တွေနေမျိုးမှာ ဆော့လို့မရဘောတွေအလုံး၉ဘောဆော့ရဲဆိုရင်တနင်္လာနေ့မှာ၉အောက်ပြန်လာလေးရှိလေဥပမာအဖြစ်ဒါစနေနေ့မှာစပိန်ဘောတွေအကုန်လုံး၉အောက်ဆော့ထားရဲဆိုရင်လာဒီတလင်းလာနေနောက်ဆုံးပွဲကြရင်ဂိုးပေါ်လာလေးရှိရဲဆိုတဲ့အနေထားမျိုးပေါ့လေအဲ့တော့ဒီနေ့ပွဲလဲခရစ်မိုနီနဲ့အိုရီနီပွဲမှာဆိုရင်လည်းအရှိမဆော့တမြပွဲကြီးအကုန်လုံး၈ပွဲလုံးကဂိုးပေါက်တွေဖြစ်ထားတာကြောင့်မလို့ဒီနေ့ပွဲမှာအ ਨੇ ဆုံးတုတ်တဲ့၂ဂိုးလောက်ကကျွန်တော်တို့စကြည့်ရမယ်လို့ထင်နေကျွန်တော်အမြင်ကလန်နာအရာကျွန်တော်ပြောရမယ်ဆိုရင်တော့ ခရစ်မိုနီယိုအိုရီနီယိုနှစ်သင်းစလုံး၉သွင်းနိုင်တဲ့တကူတကူလောက်ကစကြည့်ရမယ်။တိုတယ်အတွင်းကိုအနည်းဆုံး၂ကိုးရှိမယ်လို့ကျွန်တော်ကခန့်မှန်းမိရဲ့ ထင်မြင်မိတယ်ဆိုတော့ total နှစ်ကိုးရှိမယ်ဆိုရင်ကျွန်တော်တို့40ရာခိုင်နှုန်း50ရာခိုင်နှုန်းလောက်ရှုံးမယ်ဆိုတော့ဒီနေ့ပွဲကို40ရာခိုင်နှုန်း50ရာခိုင်နှုန်းလောက်အရှုံးခံနိုင်တယ်ဆိုရင်ဒီနေ့ပွဲကို9ပေါ်ဆော့တင်တယ်ကျွန်တော်ကတော့11သူမဟုတ်အနည်းဆုံး29လောက်ကစကြည့်ရမယ်ပွဲလို့ကျွန်တော်ကတော့ထင်ပါတယ်။ Okay ကလန်နာကိုမကြည့်ဘဲနဲ့အသင်းအခြေအနေကြည့်မယ်ဆိုရင်ဒီရသည်မှာ Chris Money အနေနဲ့အာ total 6ပွဲဆော့ထားတဲ့အခါမှာ3ပွဲ9ပေါ်ဆော့တယ်3ပွဲ9ပေါ်ဆော့တယ်။ Urini ကိုပြန်ကြည့်မယ်ဆိုရင်တော့ Go Twin Go Pay အနေထားမျိုးတွေအာ Urini က9ပေါ်ပူဆော့တဲ့အသင်းလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့အခြေအနေက အသင်းကြီးရဲ့သူတို့အရှိမကန်ခဲ့တဲ့ပွဲရဲ့အခြေအနေကြီးမယ်ဆိုရင်လည်းဂိုးပေါ်လေးကကြိုက်ချင်စရာပါပဲဒါကြောင့်မလို့ဒီနေ့ပွဲခရစ်စမိုနီနဲ့အိုဒီနီပွဲမှာကျွန်တော်ရဲ့ပွဲချုပ်ခံမှန်းထင်မြင်ချက်အထင်အားတော့အနည်းဆုံး2ခုရှိမယ်40ရာခိုင်နှုန်း50ရာခိုင်နှုန်းတော့ရင်းရဲနေဆိုရင်တော့ဂိုးပေါ်ဆော့ဖို့ကျွန်တော်ကတော့အကြံပြုတယ်နှစ်သင်းလုံးလည်းဂိုးသွင်းနိုင်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ဆိုတော့ဒါကကျွန်တော်အထင်မြင်တယ်ကိုပြပြပေးခဲ့တာဖြစ်တယ်ညီကိုရဲ့အထင်မြင်ကိုလည်း comment မှာရေးသွားလို့ရတယ် comment မှာ telegram channel link လေးလည်း join ထားပေးမယ် telegram channel တဲ့ကိုဝင်သားပေးပါ telegram channel တဲ့ကိုဝင်ထားရဆိုရင်ကျွန်တော်နေ့စဉ် ပေါက်ကြီးတွေမနက်ပေါက်ကြီးညနေပေါက်ကြီးတွေတင်ပြတယ်ပြီးတော့ဒီလိုမနေ့ကလိုမျိုးအာဆန်ဒေးကလိုမျိုးဗီဒီယိုမတင်ပြဘူးဆိုရင်ကျွန်တော် Telegram channel ထဲမှာအကြိုက်လေးတွေတစ်ခါတလေတင်ပြရမျိုးတွေရှိပါတယ်ဒါကြောင့်မို့ Telegram channel ထဲကို join ထားပါဒီ view လေးကိုလည်း like comment share လေးနဲ့အားပေးပေးပါ share လို့ရတဲ့ Facebook group ရရှိရဆို share ပြီးတော့အားပေးပေးပါညီကိုရဲ့ like comment share တွေကကျွန်တော်တို့တော်တော်လေးကိုအားဖြစ်စေပါတယ်ဆိုတော့ဒီနေ့ပွဲချိုခံမန်းတလင်းလာညမှာကန်ကောင်းပါစေအဆင်ပြေပါစေဗျ online နှစ်ဆမောင်းကကျွန်တော်တို့ဘယ်တော့ပြန်လာမလဲဆိုတော့ မနက်ဖြန်ညနေကျရင်ကျွန်တော်တင်ပေးမယ်ချန်ပီယံလိကိုကျွန်တော်တို့နှစ်ညအဲချန်ပီယံလိနှစ်ညကိုပေါင်းပြီးတော့ online နဲ့ဆက်မောင်းဆော့မယ်ဗောလေဆိုတော့ဒီလိုမျိုးကျွန်တော်စီစဉ်ထားပါတယ်အားလုံးပဲကွက်လက်ပါအဆင်ပြေပါစေကံကောင်းပါစေဗျ